လူပေါင်း2သိန်းခွဲရဲ့အသက်တွေကိုတည်ကြည်ပြည့်စည်စေခဲ့ပါတယ်။ဒီလိုမျိုးအခြေအနေမျိုးနောက်တစ်ချိန်ထပ်ပြီးတော့မှကြုံတွေ့ရမှာပဲလို့ UNESCO ကပြောနေကြတာပါ။ဒီဆူနာမီကပြင်းထန်လွန်းလာကြောင်းသူတို့ခုတည်းနဲ့ဩစတြေးလျတနိုင်ငံလုံးရဲ့လူကြီးတဝက်လောက်ကိုတမောချင်းဖျောက်ပစ်လိုက်တယ်ပါတယ်။အခုကျွန်တော်ပြောနေတာတွေကိုချက်ချင်းကြီးမိတ်ဆွေတို့နားလည်မှာမဟုတ်ပါဘူး။ဒါကြောင့်အခုပြထားတာလေးကိုအရင်ကြည့်လိုက်ပါ။ပြီးခဲ့တဲ့2004ခုနှစ် The Boston Day Tsunami ဖြစ်ပွားခဲ့စဉ်အာဖရိကနိုင်ငံရဲ့ East London မြို့မှာကွန်ကရစ်အတုံးကြီးတွေကမြေကြီးတွေကနေဆွဲနှုတ်လိုက်တယ်လို့ပါပဲ။ ်အလစ်ဘက်စိတ်ကန်းကြီးတစ်ခုလုံးကလည်းပျက်စီးသွားခဲ့ပြီးတော့မှဒီမော်ရီကားတွေအကုန်လုံးကရှေ့အောက်ကိုနှိမ့်မြှုပ်သွားခဲ့ရပါတယ်အခုဒီလိုမျိုးအာဖရိကနိုင်ငံရဲ့ဆူနာမီနောက်ဆက်တွေအခြေအနေတွေကိုမြင်ပြီးတဲ့နောက်မှာဒီလောက်ထိဆိုးရွားရတာကဆူနာမီကအနည်းကနေဝင်ရောက်လာတာကြောင့်ဖြစ်မယ်လို့သင်ကတွေးမိလာပါတယ်ဒါဆိုရင်မိတ်ဆွေတို့မားနေပါပြီဒီနေရာကိုဒီလိုဖြစ်သွားစေခဲ့တဲ့ဆူနာမီကဒီနေရာရဲ့အနည်းနာကနေစတင်ခဲ့တာမဟုတ်ပါဘူးဒီဆူနာမီကအာဖရိကတိုက်ရဲ့ကီလိုမီတာ8500အနည်းဆုံးအကွာအဝေးအင်ဒိုနီးရှားနိုင်ငံရဲ့အနောက်ဘက်ဒေသကနေရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုင်းလုံးကြီးတွေရဲ့ဓာန်ကိုတကယ်တမ်းအလူလေးခန်းစားခဲ့ရတာကကန်ယိုရဒေတာတွေပဲဖြစ်ပြီးတော့မှအာဖရိကကန်ယိုရဒေတာတစ်ခုသေးတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကအာဖရိကနိုင်ငံဟာဒေတာသမာ9သို့မဟုတ်2မီတာလောက်သာမြင့်တဲ့ရေလိုင်းလုံးဆိုရင်တော့ကြီးရမှုကိုမခံနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ဒါပေမဲ့အင်ဒိုနီးရှားနိုင်ငံမှာဒေဆူနာမီလိုင်းရဲ့အမြင့်ပီက9စာပုံပုံမြင့်မားပြီးတော့မှ10မီတာပတ်ချာလေလောက်မှရှိပါတယ်။ဒါကသုံးတိုက်တစ်လုံးရဲ့အမြင့်ပီနီးနီးလောက်ရှိတာပါ။ဒါလောက်ဆိုရင်အခြေအနေတွေကဘယ်လောက်တော့မှဆိုးရလိုက်မလဲဆိုတာကိုကျွန်တော်တွေးကြည့်မိလောက်ပါပဲ။ ဒီလိုင်းကြီးတွေကိုအန်တူပြီးအသက်ရှင်ကျန်ရခဲ့တဲ့အသက်18နှစ်အရွယ်ကလေးတယောက်ဟာဆိုရင်ဒီလိုင်းတွေရဲ့ရိုက်ချက်ကပြင်းလွန်တာကြောင့်သတိလက်သွားတဲ့အထိပါပဲသတိပြန်ရလာတော့ပတ်ချလဲမှာရေတွေနဲ့မျောပါနေတဲ့အလောင်းတွေပဲရှိနေပါတော့တယ်လို့ပြောခဲ့ပါတယ်တကယ်ပြစ်ခဲ့တာမှလည်းမာတီဆိုတဲ့ဒီကောင်လေးကသူ့ရဲ့တငယ်ချင်းတွေနဲ့ဘောလုံးကန်နေတဲ့အချိန်လင်းမြန်ကြီးခေါင်းပေါ်ကဖြတ်သွားသလိုမရင်တုံခါနေတဲ့အတန်ကြီးကိုကြားလိုက်ရပါတယ်ဒါကိုကြားလိုက်တဲ့ခဏမှာပဲသူကကားစီကိုအလင်းမြန်ပြေးသွားခဲ့ပြီမြဲ့ ကားစီကိုမရောက်ခင်ပါတယ်မဲမဲနန်နေတဲ့အနဲ့ရောင်ရေလိုင်းလုံးကြီးတွေကသူ့စီကိုအလင်းအမြန်နဲ့ရောက်လာပြီးသူ့ကိုတိုက်ချသွားခဲ့ပါတယ်။အခုမာတီးရဲ့ပြောကြားချက်အရဒီလိုမျိုးသူ့ကိုဝန်တိုက်မိခြင်းရဲ့အချိန်ကအရန်ကိုပြင်းလွန်လာကြောင်းသူကချက်ချင်းကိုပဲသတိလင့်မေးမြောသွားခဲ့ပါတယ်။သူသတိပြန်ရတဲ့အချိန်မှာသူနဲ့သူ့ကားကအလောင်းတွေအပြက်စီးတွေကြားထဲမှာမျောနေခဲ့ရကိုတွေ့ရှိခဲ့ရပါတယ်။ဒီနောက်မှာတော့တန်နီနီနဲ့မာတီးကကန်းချီကိုရောက်ရှိခဲ့ပြီးအခုအညီနဲ့အစားအသောက်ရဖို့အတွက်ရှောက်သွားနေခဲ့ပါတယ်။ဒီကနေမှရပ်ပေါင်း20လောက်ခြေဦးတည်းရရှောက်သွားနေခဲ့ရပြီးတော့ 21ရက်မြောက်နေ့မှာတော့သူ့ကိုကယ်ဆယ်အဖွဲ့ကကယ်တင်နိုင်ခဲ့ပါတယ်ဒီလိုမျိုးကံကောင်းစွာနဲ့ပဲမာတီကရှင်သန်နိုင်ခဲ့ပေမဲ့ဒီဆူနာမီကအင်ဒိုနီးရှားတနိုင်ငံနဲ့တာမကတခြားသောနိုင်ငံ17နိုင်ငံမှာပါသူ့ရဲ့ဖျက်ဆီးခြင်းတင်ဂီတာတွေကိုထားရှိခဲ့ပါတယ်ဒါပေမဲ့ဒီလိုဆိုးရွားတဲ့ဖြစ်ရဲ့ကြီးရဲ့နောက်ွယ်ကအကြောင်းရင်းကဘာများဖြစ်နိုင်မလဲသတင်းအချက်လက်တွေကအင်ဒိုပစိဖစ်ဒေသကြီးတစ်ခုလုံးကတကယ်တမ်းမှာ Ring of Fire ဆိုတဲ့ပင်လယ်ောက်ကမြေအလွာတဲ့ဂျော်ဂျီအတွင်းမှာတည်ရှိနေတာဖြစ်ပါတယ်မြန်မာလိုခေါ်ဆိုတော့ပြည့်ပြည့်ဂျော်ဂျီပေါ့ဒီဒေသမှာ ဇက်ထိုးနစ်ဘလိတ်ဆိုတဲ့ကဘာမြကြီးအလွှာအပြားကြီးတွေကတပြားနဲ့တပြားတောက်လျှောက်ဖွတ်တိုက်နေကြပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီနေရာမှာမကြာခဏဆိုသလိုမိတော်တိတိပေါပေါချင်းပေါက်ကွဲချင်းတွေဖြစ်ပေါ်ရတာပါ။ဒါပေမဲ့မိဆွေတို့ဒါကအဆိုးဆုံးအခြေအနေမဟုတ်သေးပါဘူး။ဒီလိုမျိုးမတည်ငြိမ်တဲ့ပြည်ပြည်ကျော်တွေကလက်တလုံးမှမြေထဲပင်လယ်ဒေသတွေကိုပြန်ပြီးတော့မှလှုပ်ရှားနေကြပါတယ်။ UNESCO ရဲ့အဆိုအရဒါတိုက်ကြီး၃ခုရဲ့အစတင်ပြုခွဲခြင်းအစပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြီးကြောင့်နိုင်ငံပေါင်း၂၁နိုင်ငံနဲ့သူတို့ရဲ့မြေပေါင်း၄၀ကျော်တို့ကပင်လယ်ရှိရောက်တဲ့ကိုနှိမ့်မြှုပ်သွားမှာပဲဖြစ်ပါတယ်။ မေဆိုတကယ်တမ်းမှာကကျွန်တော်ပြောခဲ့တဲ့ Indo Pacific ဖြည့်ပြည့်ဂျော်ဂျီကကြံခဲ့တဲ့နောက်ဆုံးရာစုနှစ်ကလေးကဆူနာမီ၄ကျင်ဖြစ်ပြီးခဲ့ပါပြီ။ပြီးတော့လေဒီပြည့်ပြည့်ဂျော်ဂျီမှာကအနှစ်တရာကိုတခါအကြီးဆုံးသောဆူနာမီကြီးတစ်ခုဖြစ်လေရှိကြောင်းကိုသမိုင်းမှတ်တမ်းလေးရသိခဲ့ရပါတယ်။ဒါကြောင့်မလို့ဒီဆူနာမီကြီးထပ်ဖြစ်မှာကို UNESCO ကအစိုးရနေခဲ့တာပါ။ဒီဒေသတွေမှာနေထိုင်တဲ့လူတွေကိုဒီအကြောင်းတွေကြိုတင်သတိပေးထားပြီးဖြစ်တယ်လို့တကယ်လို့ဖြစ်ခဲ့မယ်ဆိုရင်လည်းအခြေအနေတွေကိုထိန်းသိမ်းဖို့အတွက်တုံ့ပြန်ခြင်းတောင်ရှိမှာမဟုတ်ဘူးဆိုတော့သူတို့တွေကနားလည်ထားကြပါလိမ့်။ဒီပြင်ကမှဒီဒေသကြီးကကွန်လင်းဘိတ်ဒေသဖြစ်တာကြောင့်မလို့ ဆူနာမီရေလိုင်းတွေပေါ်အုပ်သွားဖို့ကအချိန်နည်းငယ်ပဲလိုအပ်မှာဖြစ်ပါတယ်။1902ခုနှစ်နောက်ဆုံးဆူနာမီဖြစ်ခဲ့တဲ့အချိန်မှာလူတွေအားလုံးကိုရေဒီယိုကနေဆူနာမီအကြောင်းချုပ်တင်သတိပေးခဲ့ပြီးမြဲပိတ်မကြခင်မှာပဲဒီရေဒီယိုတွေကိုလူတွေကိုပါနိုင်လုံးကြီးတွေကဝါမျိုးသွားခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲဒီအရီအားလုံးကတပန်ထက်ပြီးတော့မှဖြစ်ပေါ်လာအောင်မယ်ဆိုတာပါပဲ။ဒါပေမဲ့ဒီအချိန်မှာတော့ရေဒီယိုတွေအစားလူတွေနဲ့ TV တွေကပင်လယ်လိုင်းလုံးကြီးတွေကြားထဲမှာမျောပါနေပါလိမ့်မယ်။လက်တလုံးမှာဖြစ်ပွားခဲ့တဲ့တူရကီနိုင်ငံကဆူနာမီကြီးတွေအကြောင်းကိုသင်ကြားလိုက်ရမှာပါ။ ဒီဆူနာမီကြီးတွေမဖြစ်ခင်အရင်လက်လုံးတမိုင်းမှာမှတ်တမ်းတင်ခဲ့သမျှတွေအစိုးဆုံးသောမြေငြင်ကြီးတွေကဖြစ်ပွားခဲ့ပါတယ်။သင်သိပါသလား UNESCO ကလက်တလောထုတ်ပြန်လိုက်တဲ့အန်ဒီယားရှိတဲ့မြို့နာမည်၄၀မှာနာမည်တစ်ခုကတူရကီနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့အစ္စတန်ဘူမြို့ပဲဖြစ်ပါတယ်။လက်တလောနှစ်တွေတည်းလှုပ်ခတ်သွားခဲ့တဲ့တူရကီနိုင်ငံရဲ့ငရင်တွေကဆူနာမီမြေထဲပင်လယ်ထဲကိုရောက်ရှိလာနေပြီဖြစ်ကြောင်းရှေ့ပြေးနမိတ်တွေပါ။ဆလိုဒါကဆူနာမီတွေကဒီဒေသကြီးတွေကိုအချိန်မီဝင်ရောက်လာနိုင်တယ်လို့ အစိုးဆုံးကသူတို့သားဒီလိုဝင်လာမယ်ဆိုရင်သင်ကတိတောင်တိနေမှာမဟုတ်ပါဘူးဆူနာမီတွေဆိုတာကပဲလေရေမြင့်တဲ့ပြင်အထက်မှာဘရောမှာစပြစ်တာမဟုတ်ပါဘူးသူတို့ကပဲလေရေအောက်အနက်ပိုင်းဒီကီလိုမီတာ၁၀၀အောက်မှာအမြဲတမ်းစပြစ်ကြတာဖြစ်ပါတယ်ဒီလိုအနက်ကနေမှလှုပ်ရှားလိုက်တဲ့လှိုင်းတွေကနေတဆင့်တပြေးပြေးချင်းကြီးမားလာခဲ့ပြီးတော့နောက်ဆုံးဆူနာမီရေလိုင်းကြီးတွေဖြစ်လာခဲ့တာပဲဖြစ်ပါတယ်